သဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတရားသိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ်။အဲ့ဒီအညတရနာရီဆိုတဲ့အမျိုးသမီးကသားလေးတယောက်ရှိတယ်။ပထမတော့ရှင်ပြုပေးခြင်းစိတ်သိမရှိဘူးတဲ့။နောက်ဆုံးတော့ရှင်ပြုပွဲရဟန်းခံပွဲတွေသွားရင်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 နဲ့အာသံဃာတော်ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့သားလေးကိုရှင်ပြုပေးခြင်းစိတ်ပေါက်လာတယ်။ အပြိပိသုံသုံနဲ့တတ်နိုင်တဲ့မျိုးသမီးဆိုတော့ရှင်ပြုရဟန်းကတရားတွေနာထားလိုက်ရတဲ့အဲ့ဒီမျိုးသမီးကသားလေးကိုတခါတည်းရှင်ပြုပေးလိုက်တာကိုရင်လေးကလည်းပေးတယ်သာသနာ့ဘောင်ရောက်တော့ပျော်ပြီးတော့ပရိယတ်တိလို့အတုပီစတင်လိုက်တာ အသက်16နှစ်ကျော်20နီးသွားတဲ့အခါစာတော်တော်ပေါက်မြောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တော့မေးအမေကိုယ်တိုင်ကပဲအဲ့ဒီကိုရင်ကိုတခါပြန်ပြီးတော့ရန်ခံပေးတယ် ရဟန်းပြေးလိုက်တော့အဲ့ဒီတက္ကမကြီးကဘာဖြစ်တော့မေးရှင်းတက္ကမလည်းသူ့ပဲရဟန်းတက္ကမကြီးလည်းသူ့ပဲကိုရင်ခွဲ့သွားတဲ့နေကစပြီးသူ့သားကိုပြပြီးရောပြစ်ထားသလားပြီးတော့မပြစ်ဘူးတဲ့ပြိတဲ့နေတိုင်းနေတိုင်းကြောက်တော့သွားပြီးတော့သွန်ပူပြေးတဲ့ဗျာဟုတ်လားအဲ့ဒီမှာရဟန်းဖြစ်သွားတဲ့သူ့သားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြိတဲ့ပိဋကသုံးပုံဆောင်ကြီးဖြစ်သွားတာပေါ့ပိဋကသုံးပုံဆောင်ကြီးဖြစ်သွားသည့်တိုင်အောင်လဲအမေကပြစ်မထားဘူးတခါတည်းသွားတော့ပြီးသွန်ပူ အဲ့ဒီချိန်မှာသူ့ရဲ့အသည့်ကဘာတိုးလာလဲလို့မေးလိုက်တော့ငါမှန်ပြီငါသားလေးရှင်ပြုတ်ပေးလိုက်ရရန်ခံပေးလိုက်ရတာမှန်သွား။ဘာဖြစ်လို့တော့မင်းသားဦးစင်းစာချနေတာကြည့်ပြီးပို့ပြီးတော့ဝမ်းသာလို့တယ်။ဟုတ်လား။ဟဲ့ငါလူဘဝမှာထားမယ်ဆိုငါသားခုချင်းဆိုအိမ်အောင်ကြားပြီးတော့ဘလို့ချွေးမနဲ့ငါဘလို့နေရမှမသိဘလို့သားတွေမွေးလို့ငါမြည်တယ်ဘလို့ပုံကုန်နေတဲ့ငါဘလို့ရင်ဆိုင်ရမှမသိအခုတော့ငါသားကနေမွေးဖွားလိုက်တဲ့သားမနေကြီး မလီကြီးညိုစရာကောင်းလိုက်တာယဟန်တော်ကြော်မော်တွေကြီးညိုစရာကောင်းလိုက်တာငါမှန်ပြီမှန်ပြီမဲ့ညအိယာဝင်တဲ့အိယာဝင်တဲ့နှစ်ဖူးပေါ်လက်တင်ပြီးအဲ့ဒါကြည့်ပြီးပီတိဖြစ်တာတဲ့စာကနှုတ်တတိခေါ်တာပေါ့ဟုတ်လားပါနှုတ်တတိလေသားကိုစွန့်လွတ်လိုက်ရတာစွန့်လွတ်ချင်းရတန်ဖိုးကိုသူနားလဲပြီးတော့ညအိယာဝင်တိုင်းပျော်တာဟုတ်ပြီလားညအိယာဝင်တဲ့သူပျော်တယ်ညအိယာဝင်တဲ့တွေးလိုက်တဲ့သူကျဉ်တ်တယ် ဲ့ဒါနဲ့အဲ့ဒီမျိုးသမီးနောက်ဆုံးပြိတဲ့ပြတူတူပြောကြပါစို့အသက်ကြီးလို့အဲ့ရတဲ့လဲပြီးသေကန်ဒီကာလရောက်သွားတော့နတ်ပြည်၆တက်ကနတ်သားနတ်သမီးတွေကနတ်ယထာ၆ဆင်းနဲ့လာပြီးတော့လူကြတာတယ်ဗျာဟုတ်ပြီလားနတ်ယထာ၆ဆင်းလာလူတယ်ဟာကျွန်တော်တို့နတ်ပြည်လာခဲ့ပါကျွန်တော်တို့နဲ့လိုက်ခဲ့ပါကျွန်တော်တို့ကဘယ်နတ်ပြည်ကကျွန်တော်တို့ကဘယ်ယထာကပါအကုန်လုံးလာလူတယ် တေဂန်ဒီကာလရောက်သွားတော့ဗိဒေအဲ့ဒီမျိုးသမီးကြီးကြောက်စိတ်တွေရှိလာမိလဲတော့မရှိဘူးကြောက်စိတ်ရှိရလားမရှိပါဘူးဘာတွေရှိထားလို့လဲမင်းကောင်းမှုရှိထားလို့ဘာရှိထားလို့ဣဒမောရတိပိဇာမောရတိကတ္တပုံညောဥပယထာမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိတ္တုမတနောကတ္တပုံညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သည်ဣဒမောရတိဒီဘဝလည်းဝမ်းမြောက်ရတယ် ဘေဇမောရတိနောင်ဘဝလည်းမောကွမ်းမြောက်ရတယ်။ဥပယထမောရတိဒီဘဝနောင်ဘဝဘဝနှစ်ခုသလုံးဝမ်းမြောက်ရတယ်။ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ဒီဘဝလည်းဝမ်းမြောက်ရတာပဲနောင်ဘဝလည်းဝမ်းမြောက်ရတာ။ကမ္မဝိတ္တုတိမတနောတဲ့။အော်ငါအသက်80နေခဲ့တဲ့80လုံးလုံးငါလေးတဲ့။ကောင်းမှုလေးနဲ့ပဲငါနေခဲ့ရတာပဲဆိုတာကိုပြုထားတဲ့ကောင်းမှုမြင်လိုက်ရတော့ပိုးတော်ဝမ်းတောက်သေးတယ်တဲ့သူတော်ကောင်းတော့။ဟုတ်ပြီလား။ အဲ့ဒါကြောင့်နတ်ယထာတွေ6ဆင်းတဲ့နတ်သားနတ်သမီးတွေလာလူတော်လဲပဲကြောက်စိတ်ရှိရလားကြောက်စိတ်တစ်စက်မှမရှိဘူးအဲ့ဒီမှာသူရဲရင်ရင်နဲ့သူ့ဘော်တက်ပါငတ်ဘော်တက်ပါလူနေကြတော့သူကမေးတယ်ငါသွားကျင်တဲ့နတ်ပြေကဖယားလောက်နတ်သားတွေဓမ္မကတိကနတ်သားတွေရှိတဲ့နတ်ပြေပဲငါနေကျင်တယ်ငါသွားကျင်တယ်ဖယားလောက်နတ်သားရှိရင်အဲ့ဒီဖယားလောက်ကြီးကငါတရားနာကျင်တယ်ဓမ္မကတိကနတ်သားရှိရင်ဓမ္မကတိကနတ်သားတွေထံက ငါဟိုမှာလည်းပဲတရားဆက်နာခြင်းသေးတယ်။အဲ့လိုနတ်သားတွေရှိတဲ့နတ်ပြည်ကိုပဲငါလိုက်ခြင်းနဲ့လို့ပြောတော့အဲ့ဒီမှာတုတိတာနတ်ယထာဘောကနတ်သားကဟာအဲ့ဒါကျွန်တော်တို့နတ်ပြည်ပဲရှိတယ်ကျွန်တော်တို့ဟာမရှိဘူး။ဒါဆိုငါတုတိတာနတ်ယထာဘောပဲတက်မယ်ကျွန်တဲ့ယထာငါမလိုက်ခြင်းဘူးလို့ပြောတဲ့ဗျာ။ကောင်းမှုရှိတာတော့ရွေးချယ်ပိုင်권လည်းရှိတယ်ဒါပြောတာ။ဟုတ်လား။ကောင်းမှုသာမရှိသူတော်ကောင်းတွေရွေးချယ်ပိုင်권ရှိပါမလား။ရှိပါဗျာ။ဘယ်ရှိမလဲဘယ်ရှိမလဲ။ အဲ့ဒီမှာတုတိတနိုင်ယထတစ်သိမ့်ကြံခဲ့တယ်။နတ်သက်လူသက်ချွေပြီးတော့သေသွားတော့အဲ့ဒီနိုင်ယထပေါ်တက်ပြီးနတ်သမီးကြီးသူဖြစ်သွား။နတ်သမီးဖြစ်သွားတော့တတိကလည်းကောင်းလိုက်တာ။ငါခုနတ်ပြည်မောင်းရတော့မှာပဲ။ဟေ့နတ်ပြည်မမောင်းစင်းနဲ့။ငါကြားဘူးတဲ့ငရဲပြည်ဆိုတာအင်မတန်မှဆင်းရဲတယ်ပင်ပန်းတယ်ဒုက္ခများတယ်လို့ငါကြားဘူးတဲ့။တောက်ကြစားကြမူးကြယူကြကုသိုလ်မေ့ပြီးတော့နေရတဲ့လူတွေအတွေ့ အဲ့လိုငရဲပြေကြီးဘလောက်ထိပင်ပန်းနဲ့ဆင်းရဲတယ်ဆိုတာလဲငါတော့ကြည်ကျင်သေးတယ်အဲ့ဒါကြောင့်ငါကိုအဲ့ဒီလိုက်ပို့ပေးစမ်းလို့ပြောတဲ့ဗျာနိုင်ရထားကိုငရဲပြေမောင်းခိုင်းတာဟုတ်လားဟာအဲ့ဒီမှာနိုင်ရထားနတ်သားကြီးကလည်းရပါတယ်မောင်းပေးပါမယ်ငရဲပြေမောင်းတာဒီရှင့်တက္ကမသားလို့မထင်စေနဲ့ပေါ့ပန်းဝင်လေးတွေနဲ့ပါလေးတွေအလှပြင်ထားပေါ့ဟုတ်လား အဲ့ဒီမှာရှင့်တကမရဟန်းတကမနတ်သမီးကြီးငရဲပြည်ဖြတ်သွားလို့တော့ငရဲပြည်ကြီးတကူလုံးကတတ်တာဖြတ်တာတွေရက်ပြီးတော့အားလုံးကအေးချမ်းနေတာတဲ့တခါမှဒီလိုကုမဖြစ်ဘူးပဲနဲ့ဘလို့ကြောင့်ဖြစ်တယ်လေအားလုံးကငရဲပြည်ကလူတွေအံ့ဩကုန်ကြနောက်ဆုံးတော့တိကြတယ်ခါတိုင်းဆိုရင်ကွာငါမနဲ့မိုးလင်းတာနဲ့တပြိုင်နဲ့ပေါ့နောက်ကျောကအကြီးနဲ့ချိတ်အဲ့ဒါနောက်ကနေဒုတ်ကြီးနဲ့ရိုက်နာလို့မရှိမတိုး ရှေ့မတို့ရင်ဒုံနဲ့ရိုက်ဒုံနဲ့ရိုက်လို့နာလို့ရှေ့သွားနောက်ကကျော်ကြီးကချိန်ထားတဲ့ဟာကြီးကနာဟာနောက်တယောက်ဆိုရင်လည်းအထက်ကိုလက်ပံမင်းကြီးပေါ်တက်ခိုင်းလက်ပံမင်းကစူးကြည့်နေတက်လိုက်ပြန်တော့ရင်ဘက်ကိုစူးနဲ့ထိုးမတက်ပြန်တော့နောက်ကဒုံနဲ့ရိုက်ဟာတချို့ကြတော့ဆရာကြီးကိုအဲ့နဲ့ထိုးတန်နဲ့ထိုးအမျိုးမျိုးဒုက္ခတွေခံကြရဒီဒုက္ခတွေတို့မခံရဘူးဘလို့ဖြစ်သွားတာတို့ဆိုတော့ရှင်တက္ကမယဟန်တက္ကမကြီးတို့ငရဲ့ပြေကဖြတ်သွားလို့တယ် သူလာတဲ့ခိုက်မို့တို့အင်းငင်းချမ်းသာခွင့်ရတာလေဟာလူပြေကလူတွေရှင်ပြုတ်ယဟန်ခံတွေများများလုံနေကြပါပြီရှင်ပြုတ်တဲ့လို့ယဟန်တက္ကမတွေရဲ့လို့ရှင်တကာတက္ကမဆိုတဲ့အမိတွေများများခံယူပြီးတော့နတ်ပြေများသွားရင်နတ်ပြေမသွားခင်ဒီအညတရနာရီမျိုးသမီးလိုတို့ငရဲပြေကိုလာလာပြီးကြည်နိုင်ကြပါစေဘာဖြစ်လို့တော့မင်းချမ်းသာလွန်လို့ဟုတ်လား ြောကျင်တာကငရဲပြည်ကြီးခိတ္တအေးစီနိုင်တဲ့ကုစုဟာဘာပဲရှိတယ်ရှင်ပြရဟန်းကကုစုပဲ